မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နိုင်ငံတော်တန်ခါနိုင်ရကအဖွဲ့ဝင်ဘကုံးမြို့ဝင်းနေမီတာယုံចောင်းတိုက်ဆရာတော်ဗဒ္ဒနာမူနေနာဘီဝင်သားလိုက်ပါလာတဲ့ကားကိုစစ်တပ်ကတနက်နေ့ပြစ်ခတ်ရာဆရာတော်ပြန်လုံတော်မူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ16ရက်နေ့မန္တလေးကိုလေရင်နဲ့ကြွလာတဲ့နိုင်ငံတော်တန်ခါနိုင်ရကအဖွဲ့ဝင် ပဲခူးမြုပ်ဝင်းနေမီတာယုံចောင်းတိုက်ဆဲရတော့ဗရဏမုနေနာဘိဝင်သားဟာလေစိတ်ကနေအထွက်လေစိတ်လုံကြုံရေးစက်တက်ကပြက်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗယ်လေစိတ်လုံကြုံရေးအဆောက်တက်ကပြက်တက်တာလို့သိရတယ်လေစိတ်အထွက်လေးမာတွေအပြစ်ခံရတာဆရာတော်ကတော့နေရာမှာပဲပြန်လောင်တော်မူသွားတယ်ဒီမနက်ပဲပြန်လောင်တော်မူသွားတယ်လို့ဆရာတော်ရဲ့ဒါရိုက်တာတအုပ်ကပြောဆိုခဲ့ပါတယ်။လက်ရှိမှာဘကိုးမြုပ်ဝင်းနေမီတာယုံចောင်းတိုက်ကတာဝန်ရှိတဲ့တန်ဃာတော်များနဲ့ဒါရိုက်တာများကဆရာတော်ရဲ့ရုပ်အလောင်းတော်ကိုတည်ယူရန်တွားနေကြပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ လောင်ကြစမ်းအမျိုးဘာသာသာသနာဆိုတဲ့ကောင်းလေလောင်စမ်းအဲ့မှာနောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့မကွေးတိုင်းမြိုင်မြို့နယ်တောင်ပိုင်းကတွေးမရွာပြူစောတိစခန်းကိုမနေ့က drone နဲ့ဘုံထုတိုက်ခိုက်ရာပြူစောတိတအုပ်တည်ပြီးတော့တအုပ်တန်ရရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဒရုန်းနဲ့တိုက်ခတ်တဲ့အချိန်မှာဘုံထိမှန်ပြီးတော့တေဆုံသွားတဲ့သူဟာပြူစောတိချစ်လွင်ဆိုသူဖြစ်ပြီးတော့တွဲမှပြူစောတိခေါင်းဆောင်ရဲ့အကိုဖြစ်တယ်လို့ PDF အဖွဲ့တဲကိုဝင်ရောက်သွားတဲ့သားဖြစ်သူကိုငွေကျပ်သိန်းတရာစုချေးထုတ်ပြီးတော့အမွေပြက်ဆွတ်လောက်ကဖန်ဝရန်ထုတ်ထားတဲ့သူဖြစ်တယ်လို့တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့မြိုင်ပကဖရဲဘော်တို့ကပြောပါတယ်ဇော်လာ၁၈ရက်နေ့ကတွဲမှကြေးရွာစာတင်ကျောင်းထဲမှာတပ်ဆွဲထားတဲ့ပြူစောတိနဲ့မြိုင်မြို့နယ်ပြူစောတိစခန်းတွေကိုရိတ်ခါသွားပို့မဲ့စစ်ကောင်စီအုပ်စုကားတွေထားတဲ့နေရာတွေကိုအဓိကထားပြီးတော့တော်လိုင်းတပ်ဖွဲ့တွေက drone နဲ့အီနာကဘုံသည်အလုံး90ကျော်ကျိချတိုက်ခိုက်ခဲ့တာလို့မြိုင်ပကဖကပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်တဲ့အချိန်မှာပြူစောတီချစ်လွယ်ဟာဒမြက်စီးထွက်လဲနေတဲ့အချိန်ဖြစ်ပြီးတော့အီနာကဘုံသည်တဲ့တဲ့ကြကခြေထောက်ပြတ်ထွက်ပြီးတော့သွေးထွက်လွန်လို့ဒီနေ့မနက်၄နာရီလောက်မှာတေဆုံးသွားတာဖြစ်တယ်လို့တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့မြိုင်ပကဖရဲဘော်တို့ကပြောပါတယ်။ညနေ၄နာရီထိုးလောက်ကစပြီးတော့ကျဲချတာဗျ။အလုံးကြီး90လောက်တော့ချခဲ့တယ်။ ပြူစောတိစခန်းနဲ့ရဲရိတ်ခါကားတန်းရှိတဲ့နေရာရဲစစ်ကြောင်းမှာပါလာတဲ့စစ်သားတွေနေတဲ့ဘုံကြီးကျောင်းရဲ့ပေါ့သူကကန်ဆိုးကျင်တော့အပြင်ထွက်ပြီးတော့ဓမြစီလဲနေတဲ့အချိန်မှာမှန်ပြီးတော့သွေးထွက်လွန်ပြီးတေးတာလို့သိရတယ်နောက်တစ်ယောက်လည်းဘုံစားထိမှန်တယ်လို့သိရတယ်လို့ပြောဆိုခဲ့ပါတယ်ပြူစောတိချစ်လွင်ဟာကျေးရွာအတွင်းမှာစေကုသပေးနေတဲ့သူဖြစ်ပြီးတော့သူတန်ရာရတဲ့အချိန်မှာကုသပေးမဲ့သူမရှိလို့သွေးထွက်လွန်ပြီးတော့စုံးလာလို့သိရပါတယ်သူကအရင်ကတည်းကရွာမှာစေကုတယ်ရန်ကုပေါ့အခုပြူစောတိစခန်းမှာဒဏ်ရာရတဲ့ပြူစောတိတွေစစ်သားတွေကိုစေကုပေးနေတာလက်နက်လဲကင်တာပေါ့ ်အခုသူ့ချက်တော့ပြတ်သွားတော့သူ့ကိုဈေးကူပေးမဲ့သူမရှိလို့တေးတာပေါ့လို့ပြောဆိုခဲ့ပါတယ်ဘုံစားထိမှန်တိုင်ရာရခဲ့ကြောင်းည7နာရီလောက်ကဆွေမျိုးတွေကိုအကြောင်းကြားထားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါတယ်မနေ့ကည7နာရီလောက်ကအကိုတိုင်ရာရထားတယ်လို့နှမ်းပြောတယ်မနက်6နာရီလောက်ကျတော့တေးသွားပြီဆိုပြီးတော့တခါဖုန်းဆက်ပြီးပြောတယ်ရွာရဲ့အနောက်ဘက်ကသူ့အဖေရာခင်းထဲမှာပဲမြင်းမြုပ်ကြိုးမယ်လို့ပြောဆိုထားပါတယ် ပေးဆုံးသွားတဲ့ဒူဆော်တီချစ်လွင်ကစူချင်းွေထုတ်ထားတဲ့တားဖြစ်သူ PDF ရဲဘော်ဟာသခိုင်းတိုင်းထဲမှာတော်လိုင်းလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့နှိစက်တဲ့သူတွေကပြောပါတယ်။တွင်းမချေးရွာဟာမြန်မြုံနယ်တောင်ပိုင်းကစစ်ကောင်စီအုပ်စုနဲ့ပြူဆော်တီတွေအထန်ချတက်ဆွဲထားတဲ့ပြူဆော်တီစခန်းတစ်ခုဖြစ်ပြီးတော့ပြူတွေကလက်နက်အားကုန်နဲ့လူသက်လူရက်ဓမြတိုင်နေလို့တွင်းမချေးရွာကပြည်သူတွေဟာနေရက်ကိုစုတ်ခွာထွက်ပြေးနေရတာနှစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့မှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲတွေပြင်းထန်နေပြီးတော့ပြည်သူထောင်ထဲချီဟာပိတ်မိနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အာစာတပ်ဖွဲ့ဝင်များကတားဆီးပိတ်ဆို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မောင်တော်မြို့ကိုဝင်သိမ်းမှဖြစ်တဲ့အတွက်မြို့ထဲမှာရှိတဲ့ပြည်သူများအနေနဲ့ဇွန်လ16ရက်နေ့ကနေစပြီးတော့အ мян ဆုံးမြို့ကနေချက်ချင်းထွက်ခွာကြဖို့ကိုအေအေကအတိပေးပြီးတဲ့နောက်မှာမောင်တော်မြို့မှာတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အေအေရဲ့အတိပေးချက်ကိုလိုက်နာတဲ့အနေနဲ့ပြည်သူအများစုဟာမြို့ကနေတိမ်းရှောင်နိုင်ခဲ့တော့လဲစစ်ကောင်စီနဲ့အာ ာဆာတားဆီးပိတ်ပင်မှုကြောင့်ရိုဟင်ဂျာအများစုပါတဲ့ပြည်သူထောင်နဲ့ချီဟာမြို့ထဲမှာပိတ်မိနေဆဲဖြစ်တယ်လို့ဒေသခံတို့ကပြောပါရယ်မောင်တော်အခြေအနေကိုသိတဲ့သူတို့ကအေးအေးအတိပေးခဲ့တဲ့နေ့ကနေပြီးတော့မြို့ထဲမှာရှိတဲ့မွတ်စလင်တွေရောရခိုင်တွေရောဟိန္ဒူတွေရောအကုန်လုံးထွက်ခွာကြတာဒါပေမဲ့မနေ့ကအထိထွက်ခွာလို့မရတဲ့မွတ်စလင်အများစုပါဝင်တဲ့ပြည်သူ2000လောက်ဟာမြို့ထဲမှာအခုထိကိုပိတ်မိနေကြတယ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့အာဆာတွေက ြို့ကနေထွက်ခွာခွင့်မပေးဘူးလို့သိရတယ်မြို့ထဲမှာဆက်လက်ပြီးတော့ပိတ်လောင်ထားတဲ့ဆိုတဲ့သဘောပေါ်လို့ပြောဆိုခဲ့ပါတယ်မောင်တော်မြို့ထဲကထွက်ခွာခွင့်ရလိုက်တဲ့ရိုဟင်ဂျာမိသားစုဝင်များကမြို့ထဲမှာကြံရှိနေတဲ့မိသားစုဝင်များအထွတ်အလွန်စိတ်မကောင်းဖြစ်နေရတယ်လို့အေအေထိန်ချုပ်နယ်မြေကိုရောက်ရှိသွားတယ်စစ်တွေကရိုဟင်ဂျာတအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်ကျွန်တော်အကိုရိအဖေအမေတွေရဲ့ဆွေမျိုးတွေရဲ့တဝက်ကလွတ်မြောက်နယ်မြေစီကိုရောက်သွားကြပြီဒါပေမဲ့မောင်တော်မြို့ထဲမှာကျွန်တော်ဦးလေးမိသားစုကြံနေခဲ့သေးတယ်လို့သိရပါတယ်တခြားလဲကျွန်တော်တို့လူမျိုးတွေအများကြီးကြံနေပါသေးတယ် စစ်ကောင်စီဂိတ်တွေကထွက်ခွင့်မပေးတယ်လို့ခိုးဝက်ပြီးတော့ထွက်ကြတဲ့ဒုတချို့ကိုလည်းမြို့အပြင်မှာလုံခြုံရေးယူနေတဲ့အာစာအဖွဲ့ကပြစ်ခတ်ပြီးတော့ဖမ်းဆီးနေတယ်မိသွားရင်လည်းမြို့ထဲကိုပြန်ပို့တယ်ဒဇာကန်ဖြစ်နေထားကျင်တဲ့သဘောမျိုးဖြစ်နေတယ်လို့ပြောပြခဲ့ပါတယ်မောင်တော်မြို့မှာရိုဟင်ဂျာများပိတ်ဆို့ခံထားရပြီးတော့မြို့ကနေထွက်ခွာရွှေ့ပြောင်းရန်အေအေကထုတ်ပြန်ထားတော်လဲထွက်သွားเสียရနေရာမရှိခြင်းနဲ့ ဘူးဒီတောင်လိုမျိုးဖြစ်စဉ်မျိုးဖြစ်သွားမှာကိုစိုးရိမ်နေရတယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk ကဇွန်လ18ရက်နေ့မှာပြောကြားထားပါတယ်။မောင်တော်မျိုးကပြည်သူများမျိုးကနေထွက်ခွာရမယ်လမ်းကြောင်းနဲ့မြေတီနေရာကိုတွားရောက်ခိုးလုံရမယ်ဆိုတဲ့လမ်းညွန်ချက်များကိုအေအေထုတ်ပြန်ကြမှာမတွေ့ရကြောင်း NUG ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနဒုဝန်ကြီးဦးအောင်ကျော်မိုးကပြောဆိုထားပါတယ်။မောင်တော်ကပြည်သူများမျိုးကနေထွက်ခွာရေးနဲ့ပတ်သက်ပြီးတော့အေအေရဲ့ထုတ်ပြန်ချက်ထဲမှာအဓိကအချက်နှစ်ချက်ကိုဖော်ပြထားတာကိုတွေ့ရပါတယ်။ပထမတစ်ချက်ကမောင်တော်မျိုးကိုဝင်သိမ်းတော်မှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့စစ်ကောင်စီတပ်စခန်းတပ်ဆွဲထားတဲ့နေရာတပ်ဖွဲ့ဝင်များနဲ့နှိစက်တဲ့နေရာများမှာမနေထိုင်ကြရန်သတိပေးတိုက်တွန်းထားတယ်လို့တွေ့ရပါတယ်။ဒုတိယအချက်ကတော့မြို့တွင်းတိုက်ပွဲကပြင်းထန်လာနိုင်တဲ့အတွက်ကြောင့်မောင်တော်ပြည်သူများအနေနဲ့မြို့ကနေချက်ချင်းထွက်ခွာရန်လိုအပ်ပြီးတော့မထွက်ခွာပါကအသက်အန္တရာယ်ကျရောက်နိုင်ကြောင်းအေအေကပြောဆိုထားခြင်းဖြစ်တယ်လို့သိရပါတယ်။အရခတ်တတော်အေအေကစစ်ကောင်စီထိမ့်ချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်အတွင်းကမြို့နယ်များက ပြည်သူလူထုများကိုဘေးကင်းရာနေရာများနဲ့လွတ်မြောက်နေမြေများကိုတွားရောက်ခိုလုံကြရန်အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြင်းမှုမျိုးပေါ်မှာရှိတဲ့အထကနှစ်အကြောင်းမှာတက်ဆွဲထားတဲ့စစ်သားများကိုဘုံပစ်တိုက်ခိုက်ရာထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ16ရက်နေ့မနက်7:00နာရီခွဲဝင်းကျင်မှာအင်အား30ဝင်းကျင်နဲ့တပ်ဆွဲထားတဲ့မြင်းမူအထကနဲ့ကြောင်းဝင်းအဝမှာရှိတဲ့စစ်တပ်ဂိတ်ကိုဘုံပစ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့ဒီနေ့ခွေကင်းအထကနဲ့ကြောင်းဝင်းပေါက်စစ်စစ်ရေးဂိတ်ကိုရစားပလင်းဘုံနဲ့ပစ်တယ်။ထိခိုက်မှုတွေရှိတယ်။ကြောင်းဝင်းထဲကနေပြီးတော့တနက်နဲ့10ချက်လောက်ပြန်ပစ်တယ်။ကြောင်းအပြင်ထိတော့လိုက်မပစ်ဘူး။ မျိုးတဲကိုစစ်သားတွေလမ်းပိတ်ပြီးတော့စစ်နေတာမျိုးတွေအပြင်တံမျိုးလုံးကိုပတ်ပြီးတော့စစ်နေတယ်လို့ True Fighter အဖွဲ့တာဝန်ခံကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ဟာမြင်းမူမျိုးပေါ်မှာရှိတဲ့လမ်းများပေါ်မှာဒီကနေ့မွန်းတဲ့၁၂နာရီအထိကိုကင်းလက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကို True Fighter စွန်ရဲ Revolution Force နဲ့ဘိုးအောင်မောင်မုတ်ဆိုးစစ်ကြောင်း LPDF တို့ကပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီးတော့ PDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ၁၈ရက်နေ့မှာလမ်းမြန်ကျေးရွာဖះเจ้าဝင်းအနီးတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ကို KIA ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ရာတိုက်ပွဲပြင်းထန်ခဲ့ကြောင်းဖော်ပြထားပြီးတော့နှစ်ဖက်ထိခိုက်ကြဆုံးမှုအခြေအနေများကိုတော့ဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။လမ်းမြန်ရွာအနီးနှစ်ဖက်စီရင်တင်းမာနေသေးဖြစ်ပြီးတော့ကျေးရွာနေပြည်သူများလုံခြုံရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ဟာဇွန်လ၁၀ရက်နေ့ကလည်းလမ်းမြန်ရွာခရိယံဖះเจ้าကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာဖះเจ้าပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအများအပြားကို KIA ကတိုက်ခိုက်သိမ်းပိုက်မှုများဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကမြို့နယ်အတွင်းမှာလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများစွာလှုပ်ဆောင်ခဲ့ပြီးတော့အရသာတေဆုံထိခိုက်မှုများနဲ့နေအိမ်ပျက်စီးမှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့မွန်ပြည်နယ်ရေးမြို့နယ်အခြေစားခလာရ106ကဗိုလ်ကြီးကျော်မြင့်လွင်ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့ရေးမြို့နယ်ခလာရ106တရင်ကဗိုလ်ကြီးကျော်မြင့်လွင်တပ်ထောက်မှုဟာ MA3 တလက် G124 တော့ G ပေါက်3ခု Inaga ဘုံဒီ4လုံး MA5 တလက် G ပေါက်တစ်ခု G စံ10000တော့နဲ့အတူ KNL PDF တောင်ကျိုစစ်ကြောင်းထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇွန်လ18ရက်နေ့မနက်7:40မိနစ်ကနေပြီးတော့မနက်7:45မိနစ်အချိန်အထိမုဒုံမြို့နယ်ဝဲကလေးတပ်နယ်ကစစ်ကောင်စီရဲ့အင်အားတရာပါတဲ့စစ်ကြောင်းကိုတောင်ကျိုစစ်ကြောင်းက9မိနစ်ကြာအောင်ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအူးတေဆုံးပြီးတော့တအူးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ